ေးတာကြီးရှင်ကျမကတော့ကန်ဝင်ဆိုတော်ကြီးစီသူဒေါ်တင်တင်မြဖြစ်ပါတယ်ငယ်ရတဲ့ချင်းဆိုလာခဲ့တာအခုထိပဲသူဆိုင်ရဆိုင်ရနေရာလေးပေါ်ပေါက်လာရင်သိုးပေးတီးပေးနေရပါတယ်အဲ့လိုရှိပါတယ်မဲတရွာမုံတမျိုးတော့ ဟိုကဂီတအပေါင်းတင်းနေနဲ့လဲကိုမိသားစုပေါ်မှာကိုကအကြီးဆုံးအနေနဲ့ဘာကြီးဖြစ်ဖြစ်အားပေးတယ်ဟိုလိုအပ်တဲ့အထောက်အကူလေးတွေလဲပေးပေးနေပါတယ်ဟုတ်ဒီမှာဖုန်းလုံးရှိုံနဲ့ဘာပဲလို့လို့အလွယ်လေးမှာယူနိုင်မယ် mercury.shopping app mercury မှာဘာပဲလို့လို့ရနိုင်ပြီနော်တိဖုန်းနဲ့အကောင့်ဆုံး shopping မှာ mercury your shopping partner โอเคก็တော့တမရဲ့ဟိုတချင်းကတော့ဟိုကန့်တတ်ထားလို့မရအောင်စာရေးဆရာကြီးတွေရေးပေးခြင်းနဲ့သူတို့ရဲ့ idea ကောင်းတဲ့တချင်းမျိုးလေးတွေပေါ့เนาะဥပမာဟိုចောင်းចောင်းသားလေးတွေကိုဂုံပြူကိုရင်ဖြစ်မဲ့တတိပေးတဲ့တချင်းဖြစ်မလားအချစ်အလွမ်းလေးဖြစ်မလားဒါမှမဟုတ်ဖရာတရားတရားဓမ္မတေးတွေဖြစ်မလားအဲ့လိုတွေသူတို့ရေးပေးတာကိုကိုကဆူကြတာဟုတ်ကဲ့ကြတော့စာရေးဆရာကြီးတွေနည်းနည်းနည်းသွားတယ်မမမမီးတို့မှာတော်တော်လေးအခက်ခဲတွေ့တယ်ပုံတော့ကစာရေးဆရာတွေက ဟိုဟိုခေတ်ကဆရာလေးဝမ်းဆရာညာတို့ဟိုဘဘဟိုတင်းတို့ဟိုတင်းချင်းညာမောင်တို့ဘာတို့ပေါ့နော်အဲ့လိုမျိုးရှိတယ်ဇာရေးဆရာကြီးတွေရဲ့တခြင်းတွေကတော့ကြံခဲ့ပြီပေါ့သမီးရဲ့ဥမမမီတို့ခေတ်မှာနှောင်းတေးခေတ်မှာမြမတန်မှာဟို TV ရုပ်မြင်သံကြားမပေါ်ခင်မှာဖြစ်ဖြစ်လာတဲ့ရေဒီယိုတေးတွေကတော်တော်များများရှိတော့အဲ့ဒီတော့ဇာရေးဆရာတွေကဟိုခုလိုရှားပါသွားတာမရှိဟိုတော့အာရုံနာမမီမြမတန်မှာလှုပ်လှုပ်တဲ့ဇာရေးဆရာကြီးတွေ ကိုလင်းညောတို့ဆရာကြီးရန်နိုင်ဆွေရန်နိုင်စိန်နောက်ပြီးတော့ဟိုစာနေရလှထော့ရေးနိုင်တာအဲ့လိုမျိုးပေါ့နောက်ပြီးတော့ဆရာဆွေတိုင်းညောကတော့ဟိုအခေအောင်အန်တီထားရဲ့ဖီဖီဒီဘက်ခေမှာမမီတို့ရေးပေးတဲ့စာရေးဆရာကြီးကအခုတော့လက်ရှိဆိုရင်ဂီတစာကြီးဥမမောင်လတ်တိန်တမန်ရေးတယ်လေအဲသူတယောက်ပဲလူကြီးပိုင်းနေရာရှိတော့မယ်လူကြီးပိုင်းနေရာတချင်းရေးတာအဲ့ဒီကလူနောက်ကတီတွေမှာတော်တော်ကောင်းကောင်းလေးတွေထွက်တယ်တမီးဥပမာကိုတင်လိုင်းဆိုတဲ့အမောင်း အမောင်းကွန်ဟာပေးသနာပါလို့ကိုတန်းလိုင်းဆိုတဲ့ချေရသည်ကတက်တက်ဆုံးလို့ပါတော့အဲ့လိုစာရေးဆရာတွေပေါ့စာရေးဆရာတွေတော်တော်ကောင်းကောင်းနေတာတော်တော်များများရေးခဲ့တာတွေပဲအခုရေပန်းစားနေပြီးတော့မှပြန်ဆိုးဟုံးနေကြတယ်။နောက်အမားရေးဆိုခဲ့တဲ့ကိုလင်းညွန်ရေးတဲ့ဆယ်မိုးဆယ်နွေဟာလာအာမိဘကခဏဘသူယူပါမယ်တီရာရေးစင်စသဖြင့်တချင်းနေအများတချင်းကောင်းနေအများကြီးကြိုင်ခဲ့တယ်တော်မမာရေးတချင်းအဲ့ဒါဆိုခုခေတ်ကလေးလေးတမင်းငယ်မင်းကလေးဆိုတော့နည်းနည်းပုံများတယ်ဒီခေတ်မှာ အလတ်ပိုင်းလေးတဘောသမီးရဲ့ဟိုတိတ်အသက်မကြီးသေးဘူး30 40တွင်ဝန်းကျင်အဲ့တော့ကလေးတဘော30ကျော်လေးအဲ့ကလေးတွေပြန်ဆုံမိန်းကလေးလေးတွေတော်တော်လေးကောင်းကြတယ်အဲ့ဒါတွေပြန်ဆုံနေတယ်အခုခေတ်မှာအဲ့ဒါပဲရှိတယ်နောက်ထပ်အစ်စ်ပေါ်မဲ့တချင်းရေးမဲ့လူကဇာရေးဆရာကြီးအနေနဲ့ရှားပါသွားပြီမရှိဘူးမမေးအမြင်ကတော့အဲ့ဒီခေတ်ပေါ်ဩဇာရေးဆရာဗမာသားစစ်စစ်ကိုရေးနိုင်မဲ့ဇာရေးဆရာနည်းနည်းနှဲသွားတဲ့အတွက်မမေးတို့ကအဟောင်းနေပြန်ဆုံနေရတဲ့ဆိုတဲ့သဘောလေးရှိတယ် အဲ့လိုမျိုးတော့မျိုးဆက်တဲ့ဇာရေးဆရာလေးတွေထွက်ပေါ်လာတာတော့သူတို့ခင်မှာကသူတို့ကဒီမမီတို့ရဲ့မဟာဂီတကိုအရင် လေ့လာရတယ်။မဟာဂီတဆိုတာကတော့ဟိုတက်ကြွန်းထားမှာမြန်မာတချမ်းတန်စင်တွေရေးမယ်ဆိုရင်အဲ့ဒီတက်တက်ထားမှာစီတာဝါဒါတွေအဲ့ဒီထဲကထုတ်နှုတ်ပြီးတော့အလင်းတင့်တဲ့တချမ်းတပုတ်ပုံမှာထည့်ရေးလို့ရတယ်။ဟိုတော့ကဇာရေးဆရာကြီးတွေဟိုကမမီတို့အဲ့ကိုညွန့်ဝေးတို့ဆရာရန်နိုင်ဆွေတို့ဟာလာအဲ့လိုမျိုးကြီးတပေါ့။အာဒါဒါအဲ့ဒီဒီဟာဒါဟိုခေဟောင်းဟာဆရာကြီးမဟုတ်ဘူးနော်ဒီအလက်ပိုင်းမှာ အဲ့လိုကြတော့တို့တချင်းကြီးတွေပါလေတတ်ကြတယ်နောက်ပြီးတော့တို့တချင်းကြီးတော့မယ်ဆိုလို့ရှင်သူက idea ကောင်းကောင်းရအောင်နေပယ်ဟိုမြို့တစ်မြို့အကြောင်းရေးမယ်ဆိုအဲ့ဒီမြို့ကိုသွားရောက်ပြီးလေ့လာပြီးမှရေးရတယ်ဘယ်နေရာမှာပါရှိတယ်ဘယ်နေရာမှာပါရှိတယ်စသဖြင့်မန္တလေးမြို့တော်ကြီးအကြောင်းရေးမယ်ဆိုရင်ဟောလာမဟာမြမဏိဘုရားကြီးလည်းရှိတယ်အစုံရှိတယ်ဘာညာစသဖြင့်ပေါ့အဲ့လိုစုံလင်အောင်ရေးနိုင်တဲ့ဇာတ်ရေးဆရာမျိုးတွေရှိခဲ့လို့တချင်းတွေကလည်းပေါ်ပေါက်ခဲ့အခုခေတ်ကလေးတွေကမျိုးဆက်တစ်တွေပေါ်ပေါက်ဖို့ဆိုရင်ဇာတ်ရေးဆရာကြီးတယောက်ယောက်ရဲ့ဟို ပေါ်တော့တင် जा မှုဘယ်လိုအနေထားဘယ်လိုစည်းဝါဘယ်လိုထားမယ်ဒီလိုတင် जा မှုလည်းလိုတယ်နောက်တစ်ခါကိုကိုတိုင်းကလည်းဘ ഹു တုတစာအုပ်များများဖတ်ပြီးတော့ဘုရားတရားအကြောင်းဆိုလဲဘုရားတရားအကြောင်းပုံမှန်ပုံမှန်သိနိုင်တဲ့တရားအမှန်တွေကိုသိနိုင်တဲ့ဟာမျိုးရေးနိုင်အောင်ကိုကလေ့လာရမယ်ကြက်မှတ်ရမယ်အော်စူးစမ်းရမယ်အဲ့လိုမှအဲ့ဒီမျိုးဆက်သစ်စာရေးဆရာဟာပေါ်ပေါက်နိုင်တယ်။ငါမျိုးဆိုတဲ့လူကမှသူတို့ရေးပေးတာကိုကောက်ဆိုလိုက်တာလွယ်သေးတယ် အဲကောင်းတာမကောင်းတာကတော့အဆိုရှင်ပဲပေါ်မှာမူတည်တာဆိုတတ်တဲ့လူအတန်ကောင်းတဲ့လူပါရမီပါတဲ့လူကံကောင်းတဲ့လူကနာမည်ကြီးသွားတာပဲသူကတခြင်းရတယ်အခုခင်မှာကတော့မမီမြန်တာကတော့တခြင်းလေးတွေကဟိုဒိဗယ်လေးတွေကလွယ်လွယ်လေးနဲ့ပေါ့နော်ဟိုနက်နက်နဲနဲကြီးတွေတော့မပါဘူးမပါဘူးဒဲရိုက်ပြောတဲ့စကလုံးလေးမျိုးလေးတွေနဲ့ရေးသားထားတာလေးတွေကိုစိုးနေကြတီးနေကြနောက်စတူဒီယိုဘက်မှာလည်းဒီလိုမျိုးလေးတွေပေါ့နိုင်ငံခြားတန်စင်ထဲမှာအတန်ထည့်တာလည်းပါတယ်စာသားထည့်တာပါတယ် အတန်ယူတယ်ဒီလိုမျိုးလည်းရှိတယ်တချို့ကြတော့လေကိုပိုင်တန်စင်လေးတွေနဲ့ဒီခေတ်စတူဒီယိုတချင်းတွေမှာကိုပိုင်တန်စင်နေနဲ့ရေးတာလေးတော်တော်ကောင်းလာပြီအများကြီးရှိတယ်သူတို့လည်းတဖြည်းဖြည်းပေါ်ပေါက်တော့ပေါ်ပေါက်လာမှာပေါ်ပေါက်လေးထွန်းကားခြင်းနဲ့လူကလည်းတမီးရလေးလာမလေးလာလို့ကတော့စာရေးစရာတချင်းရေးစရာမဖြစ်နိုင်အเจ้าရတခုခုပြည့်စုံမှရေးလို့တချင်းတစ်ပုတ်ဖြစ်မမီးတို့ကတော့ပေးရေးပေးတာဆိုလို့ရတယ်အချက်တချင်းဖြစ်ဖြစ်ဓမ္မတေးဖြစ်ဖြစ်စသဖြင့်နော် ဟောစာရေးဆရာကြီးကရေးလာတို့ကတို့ရဲ့တန်စင်နဲ့တို့နှုတ်လေးတွေနဲ့အောက်ကနေအတန်စင်တွေထည့်တာအဲ့ဒါလာတိုက်ပေးတယ်ကိုကကြိုက်တဲ့အတန်နဲ့ကီးနဲ့ပေါ့ချိန်ရတာပေါ့ဆိုးဆိုးဆိုးရတာအဲ့လိုဖြစ်တယ်တရှင်ရေးဆရာသာပေဘဟုတုတကျွဲဝါးမှာရေးလို့ရအတန်လဲနားလဲမှာဂီတစည်းဝါးလဲနားလဲမှာသူကလဲစာရေးဆရာအဲ့လို तू ကပြန်တင်ပြပေးရတာဒီတခြင်းကိုဘယ်လိုဆိုရမလဲဒီနေရာလေးကအတော့ဒီနေရာကနေရီသွားမယ်စသဖြင့် တကမြန်လေးတော့မယ်စသွင်းညာသူသူလိုချင်တာသူကဒီထဲမှာထည့်ထားတာအဲ့လိုလေးဒီထည့်ထားတာဆိုတော့ဇာရေးဆရာကတော့နည်းနည်းရှားမှာပေါ့နော်မျိုးဆက်တစ်တည်းနည်းနည်းရှားမှာတက်လာဖို့နည်းအခုလည်းရေးပေးရေးပေးနေတာလေးချို့တော့မစိုးပါဘူးတမီးမမီးကလည်းဟိုလူကြီးဆိုတော့တိတ်နားမထောင်တော့လေဟော Facebook ပေါ်မှာတော့တက်တက်လာတယ်အဲ့ဒါလေးရှိတယ်တန်ဖို့တော့လည်းအဟောင်းနေနေလည်းပြန်ဆိုးနေကြတာပဲအဟောင်းနေတဲ့အကောင်းကြီးအခုအတန်လေးနေဟိုတော့ကမမီးတို့ကတပြားတချင်နေရ ဟောင်းတော့တန်ကြီးကြီးလင်းလည်းမရှိတော့မရှိတော့အဲ့ဒါတွေကိုတခါတည်းအနည်းစားဆုံးလေ့ကျင့်ပြီးတော့အတန်ကောင်းကောင်းယောက်ျားလေးအစိုးတော့မိန်းကလေးဆိုတော့ပြန်ဆိုလိုက်ရင်ဒီတချင်းလေးကအိုင်ဒီယာကောင်းလေးတွေနဲ့ကိုတော့ကတချင်းတွေကပေါ်ပေါက်လာမယ်အဲ့ဒါလည်းအစ်စ်လိုပဲဖြစ်တယ်နားထောင်လို့ကောင်းတင်းယူခြင်းလဲဆိုအစိုးတင်းယူခြင်းတော့ personality တဦးချင်းချင်းကန်တော့ရတာပေါ့တမီးရဲ့အခုဆိုရင်ဟိုဒေါ်ကြီးတန်ဆိုလဲစောင်းနဲ့အတီးလေးတွေနဲ့သူ မျိုးဆက်တစ်ကလေးတွေကိုသူပညာလေးပေးနေသူစိုးတတ်တဲ့ဟာတွေနော်စိုးတတ်တဲ့သူကတချင်းကြီးလည်းရတာကိုဒါမှမဟုတ်ရင်လည်းကျောင်းနေမှာသင်တန်းတရက်ထည့်ထားဂီတသင်တန်းတရက်ထည့်ထားလို့ရှိရင်အဲ့ဒီမှာဂီတဆိုအစိုးတော်ကြီးတွေစာရေးဆရာကြီးတွေကိုတောင်းအောင်နဲ့ part time လေးနဲ့ပေါ့အချိန်ပိုင်းလေးနဲ့ပေါ့သင်ပေးတာတို့ဘာလို့ဆိုရင်တော့ဒီအစိုးတော်ကြီးမြမဂီတတွေတိုးပွားလာဖို့အလားအလာရှိတာပေါ့တမီးရဲ့အခုကတော့လောလောဆယ်မှာမိုင်တို့ဒီအာ ရင်ကျေးမှုတက်သူကလေအကုန်လုံးမွေးထုတ်နေပါအဲ့ဒီဟာပဲတကယ်ပညာရမျိုးမျိုးပေါ့နော်အဆိုပညာအတ္တိပညာအကုန်လုံးသင်ပေးနေလားအဲ့ဒီကိုပဲတက်ရမှာပညာရှင်တွေကိုဖိတ်ခေါ်ပြီးဟိုသင်ပေးဖို့ဆိုတော့လေပညာရှင်ကလည်းတိတ်မရှိလာတော့ဘူးတမင်အပြင်မှာပြန်မှာတိတ်မရှိဘူးဟိုမှာကတော့မြကျင်းမှုတက်ကတုံမှာကတော့ဘာရှိမလဲလေးလာထားတာတွေတိမ့်ဆဲထားတဲ့အထောက်ထားတွေအဲ့လိုပေါ့တပြားတွေတိတ်တီအဲ့ဒီတွေကနားထောင်ပြီးတော့မှ အတင်ကြားပြတ်တာပေးနေတာဒါပဲရှိအပြင်မှာတင်ကြားပေးတယ်လူဆိုလို့တိတ်မရှိလာတော့တမီးလေဘုံတော့မမီးတို့မြန်မာတိုင်းရင်းသားတို့ရဲ့စုကရည်တိပြိုင်ပွဲလို့တုံးအောင်ဆိုလို့ရှိရင်မမီးကတချင်းနေကာလာဘောအဆုံအရွယ်လိုက်6ဆင့်ရှိတော့အကုန်ရှာထားမြန်မာတံမှာရှိတဲ့တချင်းတွေအကုန်လုံးကတ်တပ်ပေးထားအဲ့ဒါကိုသူတို့ပြန်ရတယ်အဲ့ဒါကလည်းတချင်းလေးလာချင်းတရက်ပဲတမီးရဲ့ဂီတကိုပေါ်ထုတ်လိုက်တာပေါ့နော်ကလေးလေးတွေအဲ့ဒီထဲကမှဝါသနာဝါသနာကြီးပြီးတော့ ဟိုတကယ်ကံပါလာတဲ့လူပါရမီပါလာတဲ့လူဟာအခုဥပမာမေတ္တာဆွေလေးတို့အေးမြဖြူတို့နော်နောက်အေးအေးလိုင်းတို့အဲ့လိုလေးတွေကလေးတွေသူတို့လေးကငယ်လေးတွေဟိုသူစားအောင်တို့လို့ရွှေမင်းဦးတို့လို့နောက်ပြီးတော့စိမ့်လဲလဲတို့လို့သူတို့လေးကြတော့အလက်ပိုင်းပြည့်သွားတယ်မမီတို့ကတော့အကြီးဆုံးတော့ပိုင်းနေဖြစ်သွားတယ်မမီတို့ကတော့ပညာပေးမယ်လေမေးမေးလိုင်းပြောပြမယ်နောက်ဘယ်နေရာဘယ်လိုဆိုရဲဆိုတာပြောပြလို့ရတယ်အဲ့ဒါတော့ဟိုပေါ့ personality လူမှုရေးရလာမင်းပြောပြလို့ရတင်တန်းတရအနေနဲ့လုပ်ပေးမယ်ဆိုတဲ့ဟာမျိုးတော့မစွမ်းသာတော့ဘူးမလုပ်နိုင်ကြတော့အဲ့လိုဖြစ်တယ်အခုတော့ဘာဘာရှိမလဲမမီတို့မှာအစိုးရရေးတီးပြိုင်ပွဲရှိမယ်အဲ့ဒါဓာပြရရဲ့ပြန်ပြောအဲ့ဒါလီလာနားထောင်နားထောင်လက်ရှိရှိနေတဲ့ပညာရှင်တချို့တဝက်နဲ့ပေါ့နော်အနေနဲ့တတ်ကြွတဲ့လူတွေရှိသေးတယ်ပေါ့နော်ကြီးတော့ကြီးပြီပေါ့အဲ့ဒါတွေကနားထောင်ပြီးတော့ပထမပေးတာဒုတိယပေးတာ တတရားပြီးတာအဲ့လိုလေးတွေနဲ့ပြိုင်ပွဲရနေပြီးတော့အခုတော့ပြန်မွေးထုတ်နေရမမီတို့ခေတ်တုန်းကမမီတို့1990ခုနှစ်လောက်ကလာမသိဘူးစုကရည်ဒီစအဲ့ဒီတုန်းကဆိုရင်မမီတို့ကိုယ်တိုင်ဒိုင်နေလဲလှုပ်ခဲ့တယ်တချင်းနေလဲရွေးခဲ့တယ်အဲ့ဒီတုန်းကဆိုစုကအစိုးရပြိုင်ပွဲဝင်ကြတာအခုအငယ်ဆုံးအစိုးတော်လေးတွေအဲ့ဒီမြတ်သားဆွေတို့အေးများဖြူတို့ရှိကြတာတမီးရမမီကနာမည်မမှတ်မိအများကြီးသူဂျာနယ်ကလေးတွေရှိသေးတယ် အဲ့လိုပဲအခုသူတို့ခင်ပိုးပကြီးလေးတို့အဲ့လိုမျိုးလေးတွေပေါ့နော်သူတို့အရာလေးတွေပြိုင်မွေးဝင်လေးတွေအကုန်လုံးအခုခစ်စားနေတယ်ဆိုတော့မင်းပြောတော့သူစားအောင်တို့ကိုကျော်ကျော်ဟာတို့ဆိုလို့ကျွန်းလဲဒီပြိုင်မွေးမှာအနှစ်နှစ်အလားလားဒီ22နှစ်တောင်တိုင်သွားပြီ22နှစ်ကြော်တောင်ကြော်ပြီတမီးရမမကပင်စိန်ယူလိုက်လို့မမဖြတ်ပလိုက်တယ်ဟိုပင်လဲပင်မမှာဆိုမလုံးနိုင်ဘူးအဲ့လောက်မှာတက်လာတဲ့ဒီဂီတသချင်းတွေကတချို့ကလေးတွေမှာတော်တော်ရထားပြီ အဲ့ဒီမှာရထားပြီးတော့မှအခုထွက်သွားပထမရတဲ့လူတွေအကုန်လုံးအပြင်ရောက်ပြီးတော့အခုမင်္ဂလာဆောင်ပွဲနေပွဲတိုင်းလူပွဲနေပွဲတိုင်းအကုန်လုံးအလုပ်ဖြစ်ဟိုအဖွဲတော့ကွဲသွားတာပေါ့တမီးရဲ့သူကလည်းတစ်ဖွဲလုတ်တယ်ကိုကလည်းတစ်ဖွဲလုတ်တယ်အဲ့ဟိုဖွင့်ခားတဲ့လူကလည်းသူကြိုက်ရသူငားသွားတာပေါ့ဒါပေမဲ့သူတို့တွေအလုပ်ဖြစ်အဲ့ဒါလေးတွေကလည်းပြိုင်ပွဲဝင်လာလို့တက်ကျွမ်းထားတဲ့တချင်းနေနဲ့သူတို့ကလည်းပါရမီရှိလို့ရေးနိုင်သားနိုင်တဲ့လူတွေလည်းရှိအဲ့လိုရေးပြီးတော့လည်းစိုးကြတယ် မမေကတော့ဒီနေ့သမီးတို့ဂီတအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ညီမလေးခင်ညွန့်ကြီးကွယ်လွန်သွားတာလဲဝန်းနေတယ်။ဟောဒီလိုပညာရှင်တယောက်ဖြစ်လာဖို့ဆိုတာလဲမလွယ်ဘူး။သူ့အတန်နဲ့သူ့ဟန်နဲ့သူ့အလင်းနဲ့သူတယောက်တယောက်က မတူကြဘူး။တမျိုးစီနားထောင်လို့ကောင်းတယ်။အဲ့ဒါလေးတွေကတဖြည်းဖြည်းတော့ဒါကတော့အနိစ္စရဲ့သဘောပေါ်မမြဲခြင်းသဘောတရားနဲ့ဒီလိုကွယ်လွန်ကြရတာပဲဆိုတော့မမေကတော့ ဝင်းနေကြအောင်မှတန်းတင်ပြီးတော့သူ့လိုကလေးတွေပေါ်ပေါက်လာပါစေရှိလက်ရှိနေတဲ့ဂီတကိုဆက်လက်လှုပ်ကင်စားတောင်းနေကြတဲ့ကလေးတွေလည်းဂီတကိုကြိုးကြိုးစားစားနဲ့မှန်မှန်ကန်ကန်ဆိုနိုင်ကြရအောင်ဟိုလွယ်လင်းတကူဟိုဖြက်ကရဆန်မလှုပ်ကြပဲနဲ့ပေါ့နော်ကိုဂီတကိုမြန်နိုးပြီးမြမဂီတမြမထိမ့်သိမ့်ရမယ်ဆိုတာမျိုးလေးနဲ့ဝစားဆင်ရင်မှအစအဲ့လိုမျိုးလေးဟိုထိမ့်ထိမ့်သိမ့်သိမ့်နဲ့ဂီတကိုထိမ့်သိမ့်သွားကြပါမမီးတို့လည်းဒီလိုပဲလှုပ်လာပါတယ်ဒါကြောင့်မလို့ ဟိုကိုကိုရဲ့ဂုံကိုကိုဆဲကြပါအားလုံးအလုတ်ကင်ကြီးလည်းကောင်းကြပါစီမမင်းရဆူတောင်းပါတယ်ညီမလေးခင်ညွန့်ကြီးလည်းကောင်းရပုံဘဝရောက်ပါစီဆူတောင်းလိုက်ပါတယ်